သောပြေနာပြပွဲတဲ့ယောက်ျားသူများရမှာတိရတယ်တော့ကောင်းကောင်းတော့ဝေကျေးတမောများစွာရှိတော်တယ်ကျွန်တော်တို့အဲ့ဒီတိုင်တဲ့ချိန်မှာ63တန်းမှာကျွန်တော်မသိသေးပါဘူးယူရိုငွေ63တန်းပျောက်ဆုံးမှုအခြေအနေကိုလေးလာတွင်အေးအေးယူဆောင်ရွက်မှုရှိခဲ့ရင် ဂိုင်းတိုင်းဒေသကြီးကြောင်မေသနာလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်တွေကဆန္ဒပြမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီကနေ့ပြုလုပ်ခဲ့တဲ့မြန်မာကြောင်မေသနာပြပွဲဘိုးကော်မတီရန်ပုံငွေမှာယူရိုငွေ63သန်းနဲ့ပတ်သက်ပြီးဂိုင်းတိုင်းဒေသကြီးကြောင်မေသနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနဲ့အလုံးမှုဆောင်တွေကလက်မှတ်ရေးထိုးတိုင်ကြားခြင်းအကြောင်းသတင်းစာရှင်းလင်းပွဲအပြီးမှာဂိုင်းတိုင်းဒေသကြီးကြောင်မေသနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးအောင်ကြီးကသတင်းမီဒီယာတွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။သက်ဆိုင်ရာပြည်တော်စုအစိုးရ ဝင်ကြီးများအဖွဲ့ကတကယ်အရေးမယူတော့ပဲပြစ်ထားမှာကျွန်တော်တို့ချိန်ကာလတို့စောင့်ရပါမယ်ကျွန်တော်တို့ရဲ့ရည်ရချက်ကတော့လေးလစောင့်ဖို့ကြိုးစားပါတယ်လေးလကြော်လွန်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့သက်ဆိုင်ရာမြို့နယ်ကျွန်တော်တို့စကိုင်းမြို့နယ်မူစကိုင်းမြို့နယ်စီမံဥက္ကဋ္ဌများကိုခွင့်တောင်းပြီးတော့မှကျွန်တော်ဆန္ဒပြပါကျောင်းမေယသနာအသင်းချုပ်ဥက္ကရာဥယုံမှုအနေနဲ့ကျောင်းမေယသနာအသင်းသူအသင်းသားများထံကတိရာဂိုင်နှုံးစဉ်ကောက်ခံထားသောဒေါ်လာတန်ပေါင်းများစွာကိုတုံးဆွဲရမှာ ပွင့်လင်းမြင်သာမှုမရှိပဲမိမိတူတဲ့ဆုံးမြတ်ချက်နဲ့သုံးဆွဲခဲ့တာတွေကြောင့်အသင်းကတောင်းဝန်ရဆိုင်ပြီးဥပဒေနဲ့အညီအရေးယူပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်ခင်ဗျာ Thank you.